စက်တင်ဘာလ28ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့တင်ပြူလက်ဝဲယုံမှာကျင်းပပြုလုပ်ခဲ့တဲ့ Imagi Pride Glory Honor မြမရွာလက်ဝဲပြိုင်ပွဲကြီးမှာပူတွဲတရေရလက်ခုနှစ်ပွဲအထိထွက်ပေါ်ခဲ့ပါတယ်။ပြိုင်ပွဲမှာတွဲဆိုင်စုစုပေါင်း10ဆိုင်ပါဝင်ရှင်ပြိုင်ခဲ့ပြီး၄ချီစိန်ခေါ်ပွဲအတွက်တွဲဆိုင်၄ဆိုင်၅ချီစိန်ခေါ်ပွဲအတွက်တွဲဆိုင်၅ဆိုင်နဲ့အမျိုးသမီးတွဲဆိုင်၁ဆိုင်ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။၄ချီစိန်ခေါ်ပွဲမှာတော့တွဲဆိုင်၄တွဲစလုံးအလူးလဲနဲ့ပူတွဲတရေရလက်တွေအသီးသီးထွက်ပေါ်ခဲ့ကြပါတယ်။ ငါးချီစိန်ခေါ်ပွဲတွဲဆိုင်တွေမှာတော့ပြိုင်ပွဲရဲ့အဓိကခေါင်းပွဲဖြစ်တဲ့ရွှေကပတ်ချန်ပီယံရာမန်နဲ့အောင်ခိုင်တို့အကြိမ်နဲ့ထိုးသက်ရှင်ပြိုင်ခဲ့ရမှာပူးတွဲတရေရလက်သားထွက်ပေါ်ခဲ့ပါတယ်။ဒီတွဲဆိုင်ဟာပြီးခဲ့တဲ့နောက်ဆုံး၃ချိန်စလုံးမှာလည်းတရေရလက်တွေထွက်ပေါ်ခဲ့ပြီးဒီတစ်ချိန်မှာလည်းတရေနဲ့သာပြီးဆုံးသွားခဲ့တာမို့နှစ်ဦးစလုံးအတွက်တွဲဆုံမှုကတော့နောက်ဆုံး၄ချိန်ဆက်တရေရလက်ထွက်ပေါ်ခဲ့တာပါ။ ငါးကြီးဒူးကောင်တွဲဆိုင်ဖြစ်တဲ့ထုံးမင်းနိုင်နဲ့စောထူအောင်တို့ပွဲမှာတော့ထုံးမင်းနိုင်ကပထမအချီမပြီးခင်အလဲတို့အနိုင်ရသွားခဲ့ပြီးစောပါဟိန်နဲ့စောမင်းနိုင်တို့ပွဲစဉ်မှာစောပါဟိန်ကအနိုင်ရသွားခဲ့ပါတယ်။ဆလိုက်ထန်ခွီးရှိန်နဲ့ရှမ်းတောက်ပွဲမှာဆလိုက်ထန်ခွီးရှိန်ကအနိုင်ရရှိခဲ့တာဖြစ်ပြီးရဲလင်းဦးနဲ့စီတိုးပွဲကတော့ပူတွဲတရေရလည်းထွက်ပေါ်ခဲ့ပါတယ်။ပြိုင်ပွဲရဲ့နောက်ဆုံးတွဲဆိုင်ဖြစ်တဲ့အမျိုးသမီး၃ချီစိန်ခေါ်ပွဲမှာတော့လင်းဆန္နာထေးနဲ့မာလာဝင်းတို့ရှင်ပြိုင်ထိုးတက်ခဲ့ပြီးပူးတွဲတည်ရင်နဲ့သာကျင်းနေခဲ့ရပါတယ်။ ။ Imagi Bright Glory Honor လဝဲစိန်ခေါ်ပွဲရဲ့ရှင်ပြိုင်ခဲ့တဲ့တွဲဆိုင်ဆယ်တွဲမှာအရှုံးနိုင်မပေါ်ပဲပူးတွဲတရေခုနှစ်ပွဲထိရှိခဲ့ပြီးအနိုင်ရလက်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်ဆိုလို့သုံးပွဲသာရှိခဲ့ပါတယ်။ဒီပွဲကိုအားကစားတဲ့လူငယ်ရေးရာဝန်ကြီးဌာနမြန်မာနိုင်ငံရိုးရာလဝဲအဖွဲ့ချုပ်ကကြီးမှုပြီး GMC ရဲ့ Company Limited ကစီစဉ်ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။